ပခောက်ကူခရိုင်မှာစစ်ကောင်စီကစစ်ကြောင်းလေးကြောင်းခွဲပြီးထိုးစစ်ဆင်တိုက်ခိုက်ပြီးရွေးကောက်ပွဲအတွက်နေမီထိန်းချုပ်နိုင်မှုစ조사နေပါတယ်။သုဒ္ဓချင်းသာသတင်းပေးပို့ထားတာပါရှင်။မကွေးတိုင်းပခုတ်ကူခရိုင်မှာစစ်ကောင်စီကစစ်ကြောင်းလေးခုခွဲပြီးထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ပေါ့၊မြိုင်၊စိတ်ဖြူ၊ရေစကြိုပခုတ်ကူမြို့နယ်တွေပါဝင်တဲ့ပခုတ်ကူခရိုင်ဟာ ဝင်ငွေကောင်းတဲ့တိုင်းနိုင်ငံတိုင်းရေညာလောက်ကွက်တွေရှိနေသလိုပြည်စောထီးကြေးရွာတွေလည်းအများအပြားရှိတဲ့ဒေသဖြစ်ပါတယ်။စစ်ကြောင်းတစ်ခုချင်းစီမှာအင်အား200ကျော်300ပါဝင်နေတယ်လို့လက်နက်ကြီးပစ်ကူလေကြောင်းပစ်ကူတွေပါစစ်ကောင်စီကအသုံးပြုနေတဲ့အတွက်ဒေသရင်းကာကွယ်ရေးအဖွဲ့တွေအခက်အခဲဖြစ်နေတယ်လို့ဆိုပါတယ်။စစ်ကြောင်းလေကြောင်းပူးဖြစ်နေတာတစ်ခုခုရုပ်ချိဘက်မှာလည်းတစ်ကြောင်းသာလဖာပေါက်တောင်ပိုင်းမှာတစ်ကြောင်းဒီတူဘက်ကလည်းအဲ့မရှိမတောင်တောင်ပေါ်မှာတက်နေတဲ့အဲ့ဘက်ကလည်းအောက်ဆင်းလွှဲတဲ့စစ်ကြောင်းတစ်ကြောင်းရှိတယ်။ဝက်ပုတ်ကူမိရှုပ်ပြီးတော့နှစ်ယောက်တက်သွားတာရယ်။ဒါပေမဲ့စစ်ကြောင်းတစ်ကြောင်းရှိတယ်အဲ့ဒါလည်း နေရာကျွန်တော်ရှိတယ်အင်းကသူကြောင့်အများလို့နေတာအင်းကရင်းနှောင်းလို့မဟုတ်တော့ဘူးရင်းနှောင်းစဉ်190လောက်နဲ့လာတာလေအခုကကြတော့ဟုတ်ဘူးတစ်ခါလာရင်နေရာကျွန်တော်နဲ့လာတာတစ်ဆက်ရှိနေတစ်ခါကြီးကဝဲမရနဲ့တော့ကမရရောက်တာဟိုဘုခုပကအခုကျွန်တော်တို့ကပြန်ပြရတာဟိုလမ်းကလည်းဒီလမ်းမကြီးကပြန်ပြရတာလေတရားဟုကကျက်တော့တာဤလိုကျတော့နောင်ကျိုးတို့အဲဟိုဘုခုပကတပြေးရတာလေတော်တော်ဆူတော့တာဟုတ် ။တခုတ်ကူမျိုးပေါ်ရက်ကော့တင်မှာရေကောက်ပွဲနေလုံခြုံရေးအဖြစ်မဲယုံတစ်ခုအတွက်ဒေသခံလူ၁၀ယောက်ပေးဖို့စစ်ကောင်စီကလက်အောက်ခံအုပ်ချုပ်ရေးမှူးတွေကိုတောင်းခံထားတယ်လို့မြို့ကန်တွေကပြောပါတယ်။တစ်ဖက်မှာထိုးစစ်ဆင်တိုက်ခိုက်တာတွေပြုလုပ်ပြီးတစ်ဖက်မှာရေကောက်ပွဲပြုလုပ်နိုင်ရေးကိုပါစစ်ကောင်စီကနှီးလန့်ဆောင်အသုံးပြုနေတာပါ။ ကျွန်တော်တို့မှာအားကိုးစရာမရှိတဲ့အနေအထားမျိုးမလို့ငြိမ်းပြီးတော့ကြာလူရဲတော့စမ်းသပ်မပါဘူးဒါနဲ့ဒီကလေးနဲ့တိတ်ပြီးတော့ဒီဥစ္စာကိုအသာငြိမ်းကုန်ရတဲ့သဘောမျိုးရှိတယ်ဖျားကြီးတောင်ပန်းန်းလေးရောက်ခွက်ကအဲ့ဒါလေးတစ်ခုတော့ကြားခဲ့တယ်ဖျားပေးတဲ့သဘောမျိုးလားဒါမှမဟုတ်သူတို့ဆယ်ယောက်တောင်းတာလည်းပေးလို့လားဖိတ်ပြနေကြလားတော့မသိဘူးနော်စိတ်တရတော့မှန်တာပြောလို့ရှင်ဘယ်လိုလုပ်ရှိကြမှာတော့ကြာကျွန်တော်တို့မှာဘဲမှအားကိုးချက်မရှိဘဲဖြစ်နေကြတာပေါ့နေရေးတော့လည်းနည်းနည်းလေးဒီလိုပဲဟိုရှိပြလေးရောင်းချအဲ့လိုလေးစတောင်းနေရတယ်ကျွန်တော်ဘာဖြစ်ွားမှလည်းအခုနေစိတ်မလုပ်ဘူးဘာမှညာမှလည်းမသိဘူး မကွေးတိုင်းပခုတ်ကူခရိုင်နဲ့နယ်မြေချင်းစီစပ်နေတဲ့မန္တလေးတိုင်းမြညာခရိုင်ဘက်မှာလည်းစစ်ကောင်စီကရွေးကောက်ပွဲအတွက်နယ်မြေထိန်းချုပ်ဖို့အင်အားသုံးတိုက်ခိုက်နေတာပါ။မြညာခရိုင်မှာဩဂတ်လကစပြီးလက်ရှိအချိန်ထိစစ်ကောင်စီကစစ်တိုက်ထိုးစစ်ဆင်နေတာကြောင့်ဒေသကာကွယ်ရေးအဖွဲ့တွေကတင်ယူထားတဲ့စခန်းများစုကိုပြန်လည်လွတ်ထားတယ်လို့ဆိုပါတယ်။ ဒါလို့မြင်းမြို့ပေါ်မှာတော့အေးရေတော့ပဲတော့လုံးဝနေလာရေးပါအမှတ်30ရက်ပေါ်ကကြတော့ကျွန်တော်တို့ဒီရွာလေးတောက်ကနေပြီးဖြစ်ဆောင်နေတာမြို့ပေါ်မှာတော့ပြီးတော့အိမ်ကနေကြရရှိတယ်ဒီအိမ်တော်ကြီးကအိုမြားအရာကြီးကြောင်းခိုင်းမှာဓာကြီးကြောင်းပြီးတော့ဒီမဲခြင်းနဲ့ဆက်ပြီးနေပေါ့အိမ်တော်ကြီးကပြောင်းပြီးတော့အိမ်မဲခြင်းနဲ့ပါဖို့လုပ်နေတာရှိတယ်အမှတ်30ရက်ပေါ်ကကြတော့မဲမပြီးတဲ့အချိန်တန်ငွေတသိန်းရိုက်နေဆိုပြီးတော့အပန်ကိုလာလာပြုံးနေတာပေါ့ဗျာအရေးဝင်ပြင်ညာတာမဟုတ်ဘူးဘာသာကနေအပြင်ပြောလို့ပုံစံမျိုးဒီလိုပတ်ပတ်ပြောတာပေါ့ဗျာမဲပြီးအောင်လို့အဲ့လိုစစ်တဲ့သူတို့တက်ဆွဲထားတဲ့ကွန်စားရွာ အဲ့အဲ့နေရာတော့ဖြစ်နိုင်ကြီးရှိတယ်။ကျန်တဲ့ရွာတွေတော့ဖြစ်နိုင်ကြီးမရှိတော့ဘူး။ကျန်တဲ့ရွာတွေကဩဂလာတဲ့စေကြောင်းထိုးတာတော့တချို့ရွာတွေကလူလုံးဝမရှိတော့တာကြီးပြန်မလာရရတရားကြီးရှိတယ်။စေကြောင်းမထိုးသေးတဲ့နေရာကြီးပေါ့။အဲ့ရွာကြီးတော့လည်းသူ့ကိုမဝင်နိုင်သေးတဲ့နေရာကြီးမှာထိုးထိုးရင်းနှီးနေကြလို့ရှိမှာမဟုတ်ဘူး။ပုံကြီးတွေကဇွတ်ကျက်လာနေကြလို့ရှင်တော့ကြောက်ပြီးပြရမယ်ဒီမျိုးတော့လို့ရှိမှာ။ကျန်တဲ့ဒီတွေကတော့တော်တော်ကတော့ပြီးမှာမဟုတ်တော့ဘူး။ အောက်တိုဘာလကုန်ပိုင်းမှာမကွေးတိုင်းပခုတ်ကူခရိုင်ပေါင်းမြို့နယ်တောင်ပိုင်းကဝန်ချုပ်နဲ့တစ်ချုံပုံပြူစောကြီးရွာတွေကိုဒေသကာကွယ်ရေးအဖွဲ့တွေကတင်ပြခဲ့တာကြောင့်စစ်ကောင်စီကပခုတ်ကူခရိုင်ကိုနေမီထိန်းချုပ်ဖို့ပိုပြီးအင်အားသုံးတိုက်ခိုက်နေတာပါမြန်မာနိုင်ငံအလဲပိုင်းမြို့နယ်အလုံးကိုပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွေအဖြစ်စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကကြေညာထားပြီးလုံခြုံရေးအတွက်လည်းရွေးကောက်ပွဲလုပ်ဖို့မဖြစ်နိုင်တဲ့အတွက်နေမီတွေကိုအလဲကြအင်အားသုံးထိန်းချုပ်တဲ့နည်းကိုသုံးပြီးရွေးကောက်ပွဲပြုလုပ်ဖို့ကြိုးစားနေတယ်လို့ဒေသခံနိုင်ငံရေးသမားတွေကမှတ်ချက်ပေးပါတယ် ཅན ཏུ ཏ